မင်္ဂလာပါရှင်ကွန်ပျူတာကွင်းကွန်ပျူတာ training center မှာကျေစုပါတယ်ဒီကျေကတော့ကွန်ပျူတာကွင်းရဲ့ final trainer ဒေါ်နန်ကျော်ခိုင်ပဲဖြစ်ပါတယ်ရှင်ဒီကျေတို့ဒီနေ့ပါဠိမြောက်ဝေတော့ပြင်မလဲဆိုတော့ ASL မှာပေါ့နော် ကျေလို့ရှက်တည်ဆွဲတဲ့အခါမှာရှက်တည်ဆွဲတဲ့အခါမှာဒီ shortcut လေးနဲ့ပေါ့နော်အတူကောက်ကျေလို့1 second နဲ့ကျေလို့ကရှက်တခုကိုဆွဲပြီးသွားစေမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကရှက်ဆွဲနည်းကိုပဲသင်မှာဖြစ်တယ်ဘာလို့နောက်ရက်သင်ခန်းမစမှာဆိုရင်တော့ကျေလို့ဒီရှက်တည်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကျေလို့အသုံးပြုပုံကိုနောက်ရက်သင်ခန်းစာမှာပြပြပေးသွားပါမယ်အဲ့တော့ဒီနေ့က1 second ဆိုတဲ့အတိုင်းပဲဒီရှက်တခုကို1 second နဲ့ဘယ်လိုဆွဲမလဲဒါလေးကိုချက်ကြည့်ကြမယ်နော် Okay ဒါဆိုရင်ချက်လေးကိုဖြတ်လိုက်ပြီး Pressure with chocolate order ရဲ့ F F1 ရဲ့နေပြရပါမယ် F1 ဆိုတာကဟို letter F နဲ့ number 1ကိုပြောချင်တာမဟုတ်ပါဘူး function key ကျတော့ F1 ကိုပြောချင်မှဖြစ်ပါတယ် function key F1 ကိုပြောချင်မှဖြစ်ပါတယ်เนาะဒါလေးဖြစ်ပါတယ်ပြောချင်တာလေးကိုသုံးပါမယ် order နဲ့ F1 နဲ့ကိုသုံးပါမယ်เนาะအဲ့တော့ကျတော့သုံးမှတ် data လေးကိုကျတော့ select မှတ်ပေးရမယ် အဲ့တော့ကျွန်တော်သုံးမှတ် data data တွေအကုန်လုံးကိုကျွန်တော်ကဒါ share ဆွဲမယ်ပေါ့အဲ့တော့ဇလတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် order ရဲ့ f1 ရဲ့နေလိုက်ပါဒါဆိုကျွန်တော်ဒီမှာ share design ကျတို့ရောက်လာတာကိုတွေ့ရပါလိမ့်မယ်ပြီးရင်တော့ကျတို့ကအဲဒီ lotus ပို့ရှိုးကတော့ကျတို့ဒီမှာ fit tie နဲ့ကျတို့စထုပ်လို့ရတယ်နော်အပြီးသွားရင်တော့ဂျေ color တွေကျတို့ချိန်လို့ရမယ် design တွေကျတို့ချိန်လို့ရပါမယ်နော်အဲ့တော့ဒီ shirt နဲ့ပတ်သက်ပြီးတော့ design တွေကျတို့ပြင်ရမယ့်အပိုင်းကတော့နောက်ရက်သင်ခန်းစာမှာကျတို့ဒါတွေကို အသေးစိတ်အသေးစိတ်ထပ်ပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်ရက်ဒီမှာဒီလိုမျိုးအကျိုးရှိပြီးတော့လွယ်ကူမြန်ဆန်စေတဲ့အိစဲအတော့ ်ပြုတဲ့သင်ခန်းစာများကိုချက်ပြီးတော့မျှဝေပေးသွားပါမယ်ရှင်အားလုံးပဲနောက်ရက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြမယ်နော်